မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ28ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမှာကဗဟိုးမှာလူသက်ပစ္စည်းလူရက်သူအမျိုးသားတုံးတည်တံ့ချမှတ်ခံရတဲ့သတင်းပါဗဟိုးမြို့မှာလူသက်မှုလူရက်မှုဂျူးလွန်သူတုံးကိုဗဟိုးခရင်တရားရုံးကမတိမချင်းကြိုးခွင့်ဆုတက်ဖို့တည်တံ့အမိန့်ချမှတ်လိုက်တယ်လို့ဘခိုးရက်တဲ့ဘွဲ့အတိုင်းဝိုင်းနဲ့နီးစပ်သူတွေစီကားသိရပါဗျ။တည်တံ့ချမှတ်ခံရသူတွေဟာဒုသက်မှုလူရက်မှုဥပဒေပုံမှန်တွေနဲ့ တရားစွဲဆိုခံရတဲ့မျိုးမင်းပိုက်ခေါ်ကားတွန်းအောင်မျိုးမင်းခေါ်အောင်အောင်နဲ့ဝင်းကျော်တို့ဖြစ်ပြီးနိုဝင်ဘာ29ရက်မှာဘခုတ်ခရိုင်တရားရုံးကသူတို့သုံးကိုတည်တံ့ချမှတ်ခဲ့တာလို့ဘခုတ်ရက်တက်ပွဲအတိုင်းဝိုင်းနဲ့ညီဆက်သူမျိုးကန်တို့ကမြေလက်အတံကိုပြောပါတယ်2024ဧပြီ26ရက်ညနေပိုင်းကဥတာမျိုးတိရှိရပွဲမှာနေထိုင်တဲ့ဆိုင်ငယ်တက္ကစီမောင်းသူအသက်43နှစ်ရှိဦးတင်နိုင်စိုးကိုမြတီလာရွာဘာမဲ့ဖုန်ကြီးကျောင်းအနီးဘောလုံးဝင်းအတွင်အသက်ခံခဲ့ရမှုမှာ ြည်မှုကျူးလွန်သူတွေလို့ယူဆရတဲ့မျိုးမင်းပိုင်ခေါ်ကာတွန်းအောင်မျိုးမင်းခေါ်အောင်အောင်နဲ့ဝင်းကျော်တို့သုံးကိုအခင်းဖြစ်ပွားပြီးတပတ်ခန့်အကြာမှာရဲခဖမ်းဆီးခဲ့တာလို့သိရပါဗျ။ရဲစစ်စစ်ချက်အရမျိုးမင်းပိုင်ဟာငွေကြေးအခက်အခဲရှိရာကြောင့်တငယ်ချင်းတွေဖြစ်တဲ့အောင်အောင်ခေါ်အောင်မျိုးမင်းဝင်းကျော်တို့နဲ့အတိုင်ပင်ကသူနဲ့ရင်းနှီးတဲ့ဥဒင်နိုင်စိုးထံကစိုင်းငယ်နဲ့ငွေကြေးတွေလူယူရန်အတိုင်ပင်ခဲ့ကြကြောင်းအဲ့ဒီနောက်ဥဒင်နိုင်စိုးကိုစိုင်းငယ်ရောင်းဝယ်ရှိကြောင်းအခင်းဖြစ်ရနေရာကိုချင်းဆိုလိုက်ပြီးရောက်ရှိလာချိန်မှာဒါ စကေဘာအုံမြူကဝိုင်းဝန်းတက်ဖြတ်ခဲ့ပြီးနောက်ဦးတင်နိုင်စိုးရဲ့ဆိုင်ငယ်လက်ကင်ပုံနဲ့လက်စိုးတငွေတို့ကိုလူရဲခဲ့ကြောင်းစစ်စေးပေါ်ပေါက်ခဲ့တယ်လို့ရဲစခန်းနဲ့နီးစပ်သူမျိုးကန်တဦးစီကသိရပါဗျ။အဲ့ဒီနောက်သူတို့သုံးကိုပခိုးကျောက်ထောင်မှာချုံနောက်ထားကလူတက်မှုလူရဲမှုပုံမှန်တွေနဲ့ပခိုးခရဲ့တရားရုံးနဲ့တနည်းခွဲကြအမှုစစ်စေးပြီးနောက်ယမန်နေ့မှာတေရန်တွေတီးတီးချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကြောင်ထိုးခံရတဲ့ရေစကြိုမှာအမျိုးသားနှုတ်အသက်ခံတာရပြီ လူငါတော့ခံထွက်ပြေးနေရတဲ့တရင်ကိုဆက်လက်တင်ဆက်ပါမယ်။မကွေးတိုင်းရေစကြုံမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကောင်မရှင်တပ်ကစစ်ကြောင်းထိုးဝင်ရောက်နေပြီးရွာခံရဲသား၂ဦးကိုလည်းတနက်နေ့ပြစ်တက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။နိုဝင်ဘာ25ရက်မှာစတင်စစ်ကြောင်းထိုးလာတဲ့အင်အား200ခန့်ပါစစ်ကောင်မရှင်တပ်ဖွဲ့တွေဟာစစ်ကြောင်း၃ယောက်ခွဲကရွာသီးရွာကိုဝင်ရောက်မိရှုခဲ့ပြီးအဲ့ဒီစစ်ကြောင်းတွေကဒီကနေ့နိုဝင်ဘာ28ရက်မနက်ပိုင်းမှာရောင်စောက်ရဖို့ရောက်ရှိလာခြင်းရွာခံ၅ဦးကိုဖမ်းဆီးခဲ့ပြီးနောက်၂ဦးကိုပြစ်တက်ခဲ့တာလို့ဆိုပါတယ်။ အဖမ်းခံရတဲ့ငါးဦးကိုရွာလေးကနေပြေးခိုင်းပြီးညောင်စောက်ရွာအဝယ်မှာနှစ်ဦးပြစ်ဒဏ်ခံလိုက်ရကသုံးဦးကတော့လွတ်သွားတယ်လို့ရေစကြိုဒေသခံတဦးကမြေလက်အံကိုပြောပါတယ်။တိဆုံးသူနှစ်ဦးကတော့အသက်20ကျော်အရွယ်လူငယ်မျိုးသားတွေဖြစ်ပြီးစစ်ကြောင်းလေးရှိနေသေးတာကြောင့်သူတို့ရဲ့အသေးစိတ်ချက်လက်တွေတော့မသိရသေးပါဘူး။ဒါ့အပြင်စစ်ကြောင်းကရွာသေးရွာဘူးစနေဝင်ရောက်တဲ့နိုဝင်ဘာ25ရက်မှာနေအိမ်သုံးလုံးကိုမိရှုခဲ့ပြီးဒီကနေ့ရောင်စောက်ရဖို့ရရှိချိန်မှာလေနေအိမ်တွေကိုထပ်မံမိရှုနေတယ်လို့ ထက်ပါဒေတာခန်ကပြောပါတယ်။ရောင်စောက်ရဘုန်းကြီးကျောင်းရဲ့အနောက်ဘက်ကနေအိမ်တွေကိုမနက်9:00နာရီကျော်လောက်ကစရှုတာဖြစ်ပြီးနေအိမ်ဆယ်လုံးခန့်ပါသွားတယ်လို့ဆိုပါတယ်။ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာရေစကြိုအခြေဆိုင်ခလာရ256ခလာရ259နဲ့ခလာရ258တပ်တွေကနေထွက်ခွာလာတဲ့စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေလို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမိရှို့တပ်ဖြတ်မှုတွေကြောင့်ရေစကြိုမြို့နယ်အတွင်းကရွာသစ်ကပဲမြောင်စောင်းတမန်နဘူးရွာတွေကဒေသခံ9000နီးပါး စစ်ဆောင်ထွက်ပြေးနေရတယ်လို့သိရပါဗျ။နောက်ထပ်သဘောအနေနဲ့ရွှေဘုံမှာစစ်ကောင်စင်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးပုံစံအထိလို့အမျိုးသမီးတဦးတည်ဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်အောင်ချမ်းသာကြီးရွာမှာစစ်ကောင်စင်တပ်ကပြစ်တဲ့လက်နက်ကြီးပုံသီးစအထိမှန်လို့အမျိုးသမီးတဦးတည်ဆုံးခဲ့တယ်လို့မြို့နယ်ဘက်ကဖားစီကသိရပါဗျ။ နိုဝင်ဘာ28ရက်ယမန်နေ့နေ့လယ်2နာရီခန့်မှာရွှေဘုံမြို့တောင်ဘက်အထွေမဟုတ်အနီးအဆိုင်ချထားတဲ့စီကောင်ဖြစ်တဲ့စစ်စီကိကနေလက်နေကြီးတွေနဲ့ဇီရောကြီးရွာကိုနှလုံးအောင်ချမ်းသာရွာကိုနှလုံးပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်စီကောင်ဖြစ်ပြစ်ခတ်တဲ့လက်နေကြီးကအောင်ချမ်းသာရွာလမ်းပေါ်ကြားရောက်ပတ်ဝဲခဲ့တာကြောင့်အသက်50ကျော်အရွယ်ဒေါ်သိန်းထီမှာဘုန်းစာထိမှန်သေးဆုံးပြီးအသက်23နှစ်အရွယ်လူငယ်မျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေဘုံမြို့နယ်ဘာကဖားရဲ့တရင်းတော်ဝန်ကမြေလက်ဆံကိုပြောပါတယ်လက်နေကြီးကြားရောက်ပတ်ဝဲတာကြောင့် အင်ဂျင်400ကျော်ရှိတဲ့အောင်ချမ်းသာကြီးရွာတွေကပြည်သူတစ်ထောင်ကျော်ဘေးလွတ်ရဖို့တင်းရှောင်နေကြရတယ်လို့ဆိုပါတယ်။နောက်ဆုံးသဘောအနေနဲ့တင်ဆက်ပေးမှာကတော့မြန်မြို့နယ်ဂျာကာလာစာတင်ကျောင်းတွေမှာပညာရေးဆောင်အဆင့်ပကြီးပြိုင်ပွဲပြုလုပ်ခဲ့တဲ့တဲ့မှာမကွေးတိုင်းမြန်မြို့နယ်အတွင်းကဂျာကာလာစာတင်ကျောင်းတွေမှာပြည်သူအခြေပြုကျောင်းသားများတမကနဲ့ပညာရေးအဖွဲ့တွေပူးပေါင်းပြီးစုံစစ်ပကြီးပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ဦးဆောင်ခြင်းမဘေးသူတို့ဦးထံကသိရပါဗျ။အဲ့ဒီပြိုင်ပွဲကိုနိုဝင်ဘာ23ရက်မှာပြုလုပ်ပြီးစီးခဲ့တာဖြစ်ပြီးမြန်မြို့နယ်ရဲ့ပညာရေးဆောင်တခုဖြစ်တဲ့ ကြီးအဆောင်လက်အောက်စာတင်ကျောင်းရှိကြောင်းကဝင်ရောက်ရှိမြန်ခဲ့ကပြန်ပွဲကိုမူလာတန်းအဆင့်အလေတန်းနဲ့အထက်တန်းအဆင့်ကဏ္ဍနှစ်ခုပဲပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ပကြီးလက်ရလေးတွေကိုကျင်းနေအားရပြီးပကြီးကားလေးတွေကြည့်ပြီးကလေးတွေရဲ့လက်ရတွေအတွက်ပီတိဖြစ်ရပါတယ်လို့ပကြီးပညာသင်ကြားပေးနေတဲ့ကျောင်းဆရာတဦးကမြေလက်တန်ကို ပြောပါတယ်။ GS ပညာရေးဆောင်အတွင်းစာတင်ကျောင်း26ကျောင်းပါဝင်ပေမဲ့ကျောင်းသားတွေရဲ့လုံခြုံရေးနဲ့စာမေးပွဲနှီးကပ်မှုအခြေအနေတွေကြောင့်ရှိကျောင်းသားပါဝင်ရှင်ပြန်ခဲ့ရတာလို့သူကဆိုပါတယ်။အခြားပညာရေးဆောင်တွေမှာလည်း အခုလိုပကြီးပြိုင်ပွဲတွေဖြစ်လာဖို့မျှော်လင့်ထားပြီးမြိုင်မြို့နယ်အတွင်းမှာပကြီးဝသနာပါသူတွေလည်းပုံများလာတယ်လို့အထပ်ပါကျောင်းဆရာကပြောပါတယ်။မြိုင်မြို့နယ်အတွင်းကပကြီးဝသနာပါသူလူငယ်တွေကိုတော့စာသင်ကျောင်းတွေမှာမနယ်လမြို့အမျိုးသားရည်ကြီးမှုနဲ့အမှုပညာတက္ကသိုလ်က CDM ဆရာတဦးပကြီးနယ်ကပြဆရာကိုမင်းတန်စင်တို့ကလက်ဆင့်ခံနေကြပေးနေတယ်လို့သိရပါတယ်။မနေ့ကမြို့နယ်ပညာရေးဘုတ်အဖွဲ့ကတမြို့နယ်လုံးကကျောင်းတွေကိုပကြီးပညာရည်တင်ကြပို့ချဖို့ဇုံတစ်ခုကိုတကယ်စိတ်ဝင်စားတဲ့ ဆရာဆရာမအနည်းဆုံး၄ယောက်တက်ရမှာဖြစ်ပြီးတင်းနှင်းစင်းတဲ့ဆရာဆရာမတွေကသက်ဆိုင်ရာဇုံတွေမှာပြန်ပို့ချရမှာလို့ကိုမင်းနဲ့စင်ကပြောပါတယ်။ရေမြုပ်နယ်တွင်းမှာကျောင်းကလာပညာရေးကျောင်းလေးကိုစုံစက်နဲ့စုံခွဲကတတ်မှတ်ထားပြီးအခုပြိုင်ပွဲဟာစုံစစ်အနေနဲ့ပထမဆုံးကျင်းပပေးနိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။မြင်းလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြင်းလက်အတန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြင်းလက်အတန်ရဲ့ website YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။